ယောပါလိဖလားမရရင်လည်းနေလာမယ့်ရာသီငချောက်တန်းဝင်ရပြီဆိုတဲ့ဂိမ်းမှုများပရိသတ်များလုံးမဲ့မိလာများရွှေရောအိုင်ဘတ်ကွန်ရှင်ကိုအွန်လိုင်းအင်ဂျင်ကနေပြန်လည်ကြိုးလိုက်ပါရင်ဂိမ်းမှုတို့ရဲ့လာမယ့်ရာသီမန်းချက်ကြီးကြီးမားမားထားတာကတော့ပေါ်ထွက်လွတ်လာခဲ့ပြီဖြစ်ပါရင်ဂိမ်းမှုအသင်းပိုင်းရှင်နဲ့တာဝန်ရှိသူတွေကလာမယ့်ရာသီမှာအမ်မော်ရင်ကိုဘယ်အဆင့်ရောက်အောင်လုပ်ပေးရမလဲဆိုတာတက်တက်မတ်မတ်အသိပေးထားခဲ့ပြီဖြစ်ပါရင်ဂိမ်းမှုတို့ဟာဒီရာသီမှာတိုင်ဖက်လို့ရိုင်းထွက်နေပြီခဏခဏဖြစ်ချင်းတော်တွေဖြစ်ချင်တိုင်းဖြစ်နေတဲ့အသင်းဖြစ်ပါရင်ဂိမ်းမှုတို့ဟာဒီရာသီမှာတမ်းမစင်းရအောင်တမယ်ရုံးကန်နေရတဲ့အသင်းဖြစ်ပါရင် နေဒါတိုင်းရှုံးနေပြီဘလို့ကန်ကန်အနိုင်ထက်အရှုံးကပုံများနေကြတာပါတော်လိတာကကိုထက်ပုံညက်နဲ့၃သိန်းရှိနေလို့ဖြစ်ပြီးဒီအသိန်းတွေတာမကင်ရင်တန်းမှာဆင်းသွားနိုင်ရတာဖြစ်ပါရင်အခုတော့သူ့အောက်မှာ၄သိန်းပဲရှိတော့ပြီဒါဟာအသိန်းသမိုင်းမှာအစိုးရအဆုံးသောပရီးမီးယားလိရက်တီမှုဖြစ်ခဲ့တာပါယာတီဆလာကလေးကရှုံးလိုက်တဲ့အရှုံးဆိုတာအကြောင်းရှာတော့ခေါင်းမှာချက်ချလဲဆိုတော့အဖြစ်ရှာမရခဲ့ပဲယာတီဆုံးတဲ့အထိတိုင်ပတ်နေတာဖြစ်ပါရင်ပုံမှန်မို့ရုံးကန်နေရပြီပုံကြောင်လိုကရုံးပေါင်တန်ဟထုတ်ခံလိုက်ရပေမဲ့မုတ်စိတ်နဲ့အဟုတ်သိမ့်မဲ့အာမော်ရင်ကလည်းရှုံးဝဲနေဆက်နေတာမို့ဘာမှထူးမလာဘူးဖြစ်ပါရင် တိုက်စစ်ကလည်းဂုံမသွင်းတဲ့တိုင်နေပတ်ခန်စစ်ကလည်းရောက်ဖားကိုကျောက်စပါကလင်ရောက်တိုက်ကွင်းလည်းကလည်းတောင်ပင်းမြောက်ပင်းနဲ့ဂေမိုးတို့ဟာရောက်ကြောင်းဆရာတော်ဖလားပွဲဝင်ကန်ရင်တော့မှ အောက်ဆူဆင်းကနေပြုံးနိုင်အခြေရှိနေတာဖြစ်ပါရင်ဒါပေမဲ့ဂိမ်းဘူတို့ဟာပရီးမီးယားလိမ်မှာကတိုင်ပတ်နေတဲ့ပေမဲ့ရှုံးထွက်ပြိုင်ပွဲတွေမှာတော့ကျက်တိုးတက်တဲ့ထုံးစံတိုင်းယူပါလိဖိုင်နယ်ကိုတော့ရောက်ရှိနေတာဖြစ်ပါရင်ဒါပေမဲ့လည်းရင်ဆိုင်လို့ရှင်ပြိုင်ရမယ့်ပြိုင်ဘက်ကဖလားကိုမရလို့ငတ်မုန်နေတဲ့ဆော့တင်မောင်အပင်စပါဆိုတော့ဂိမ်းဘူတို့မလွယ်ပါဘူးတော်ကြာစပါကတအားလုံးလွတ်လိုက်လို့ဂိမ်းဘူတို့ယူပါလိမှာလည်းဒုတိယလိုဖြစ်နေမှာမြင်ရပါရင်အခုဆိုရင်ဂိမ်းဘူတို့ဟာလာမယ့်ရာသီမန်းချက်ကြီးကထွက်ပေါ်လာခဲ့ပြီဖြစ်ပါရင်ဂိမ်းဘူတို့ဟာလာမယ့်ရာသီမှာပရီးမီးယားလိမ်အဆင့်6အတွင်းဝင်ဖို့လိုတယ်လို့အာမော်ရင်ကအတည်ပြုထားတယ်လို့ဖြစ်ပါရင် ဒီသတင်းကိုဖော်ပြခဲ့တာက Manchester Evening News ကဆိုတော့ယုံကြည်စိတ်ချရပါတယ်။လက်ရှိ game mode စီမှာဖြစ်နေတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးနေပြ Amorin ကတော့အခုလိုပြောပါတယ်။ United ကအသင်းကြီးအမွေအသက်တင်ပျောက်ကွယ်ကုန်ပါပြီ။ Europa League မှာလည်းကစားပုံကောင်းနေတာမဟုတ်ဘူး။အဲဒီမှာကြာရှုံးလို့ကလည်းမဖြစ်ဘူး။နိုင်မရမယ်ဆိုတဲ့စိတ်ကလည်းရှိနေတာပါ။ ဒါပေမဲ့ Premier League မှာတော့အဲ့စိတ်မရှိကြတော့ဘူးကစားမားတွေအကြောင်းကျွန်တော်မပြောချင်ပါဘူးကျွန်တော်ပြောနေတာကကျွန်တော်အကြောင်းနဲ့အသင်းအကြောင်းပါနိုင်လုံစိတ်ပြောနေတာကိုဖြေရှင်းဖို့လိုပါတယ်နောက်ရသည်မှာအသင်းအနေနဲ့ထိတ်တန့်အချင်းချေစွမ်းမျိုးကစားနိုင်မလို့အပ်ပြီးအခုလိုဆက်ဖြစ်နေလို့မရပါဘူး။နောက်ရသည်အထိပါအခုလိုနိုင်လုံစိတ်ပြောင်းဆုံးနေတဲ့ပုံစံသာဖြစ်ခဲ့မယ်ဆိုရင်ကျွန်တော်နေရာကိုလုံနိုင်မယ်သူနဲ့အစားထိုးသင့်ပါတယ်။ ကျွန်တော်ကစားမတယောက်ချင်းစီကိုမပြောဘူးနော်ကျွန်တော်တို့အတင်းရခန်းစစ်ကစားပုံတိုင်းစစ်ကစားပုံတွေကအားကျုံမှန်တမ်းရှိပါဘူးလာမယ့်ယူပါလိဖိုင်နယ်ကိုကြာရှုံးမှကျွန်တော်မကြောက်ပါဘူးအတင်းအတွက်ကျွန်တော်လုပ်ရမယ့်ကိစ္စကအများကြီးရှိပါတယ်ဖိုင်နယ်ကအထူးကမဟုတ်ပါဘူးကျွန်တော်အတွက်အဲ့ဒီယူပါလိဖလားကိုမရလဲကိစ္စမရှိပါဘူးအတင်းအတွက်ရှိနေတဲ့ပြဿနာတွေကယူပါလိဖိုင်နယ်ထက်ပိုပါတယ် အသင်းရဲ့ကစားပုံနိုင်လုံစင်းပြောင်းဆုံးနေမှုကိုမြင်နေရတော့ကျွန်တော်တို့အနေနဲ့လာမယ့်ရာသီမှာချန်ပီယံလိမ်တော်မခံသင့်ပါဘူး။ပရီးမီးယားလိမ်မှာပဲတပွဲတပွဲကန်ရင်တိုင်ပွဲဝင်စိတ်ဖြစ်သွားတယ်ဘောလုံးကိုဘယ်လိုကစားရမလဲဆိုတာကိုသင်ယူသင့်ပါတယ်။အခုယိုပါလိကအသင်းချီအမွေအတန်ပြောင်းနေပါပြီလို့ပြောခဲ့လိုက်တာဖြစ်ပါတယ်။ဂိမ်းပန်လေးကရောလာမယ့်ရာသီအဆင့်6အတွင်းဝင်ပြီးအောင်မြင်ပြီလို့ယူဆကြပါသလား။ကွန်မန့်မှာမှတ်ချက်ပေးဝေမျှသွားလို့ရပါတယ်။ဟုတ်ကဲ့ပါများ view လေးကလောက်ပါမယ်။နောက်နေ့မှာလည်းအားစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page ကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောနေတယ်။အနေကောင်းချိုးလိုက်ရပါတယ်ခင်ဗျာ။